ုံကျဲခံရပြီး၅ရက်ကြာတဲ့အထိဒေါခိုင်တယောက်ကြုံခဲ့ရတဲ့အဖြစ်အပျက်ကိုပြန်ပြောနိုင်စွမ်းမရှိသေးပါဘူးဒေါခိုင်ရဲ့ခင်မုန်းတဲ့သားသမီး၃ဦးတို့ဟာရေထွက်ရွာလဲမှာဇေဝဲ့နေရင်ဘုံထိမှန်ခဲ့ပါတယ်အသက်58နှစ်အရွယ်ခင်မုန်းအသက်9နှစ်နဲ့73နှစ်အရွယ်သမီး၂ဦးနဲ့အသက်9နှစ်အရွယ်သားဖြစ်သူတို့ဘုံထိမှန်ကခနာကိုတဆစီလွန်းစင်သွားသလားမီးလောင်သွားသလားဆိုတာမသိရပဲအလောင်းကတော့ရှာမရတော့ပါဘူး ညည့်ရည်ပင်မထွက်နိုင်တော့ပဲရှိုက်တန်နဲ့သာငိုနေတဲ့အသက်50ဝန်းကျင်ဒေါခရဲ့နှုတ်ဖြားကနေယူကျုံမရရေရွတ်တန်တချို့ပဲထွက်ပေါ်နေပါတယ်လုံးရကြလို့ပါလုံးလုံးရစက်ပါဘာမှပြင်မစင်းကလေးလို့ယုံသားသမီးရပါပြီရှိလို့တော့ တဲ့ဘာဖြစ်စီကြလဲဒီကမလုံးတော့တင်လာတာအမီလာစကူရဲ့မွန်လွယ်ပိုင်းကမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ကျေးရွာကိုမယောင်းလိုက်ဥဆောင်တဲ့အာနာသိန်းစအုပ်စုကတိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့ပါတယ်။အဲ့ဒီဘုံကျဲတက်ဖြတ်မှုကြောင့်ဈေးတဲ့ဈေးဝယ်တွေလမ်းသွားလမ်းလာတွေအပအဝင်ကလေးတငယ်အမျိုးသမီးနဲ့အမျိုးသားစုစုပေါင်းလူ၄၀ထပ်မင်းနဲ့ထိဆုံးခဲ့ပါတယ်။ ရေထွက်ရွာလူတက်ပွဲဟာမန္တလေးတိုင်းတွင်စောစုကျိုးလွန်တဲ့လူတက်မှုတွေတဲ့အစိုးရဆုံးနဲ့အသည့်အပြောင်အများဆုံးအစိုးလိုက်အပြောင်လိုက်တက်ပြတ်မှုဖြစ်ပါတယ်။စောစုဟာရေထွက်ရွာကိုအေပီလာ16ရက်တကြံအတက်နေ့မှာတိုက်လီရင်နဲ့ဘုံကျက်ခဲ့ပြီး လူမထီတာကြောင့်အေပီလာ19ရက်မိုးလွဲတနားရီအချိန်ရေထွက်ရွာရွာလယ်ပိုင်းကလူစီကားတဲ့ဈေးဆိုင်တွေကိုထပ်မံဘုံကျက်တက်ပြတ်တာဖြစ်ပါတယ်။ ကျော်စုကရေထွက်ရွာရဲ့လူစီကားရဈေးဆိုင်တန်းကိုပြစ်မှတ်ထားပုံကျက်ခဲ့ပြီး73စီဆိုင်တက်တက်ကိုဘုံထိမှန်ပေါက်ကွဲလို့အနီးကဈေးဆိုင်နဲ့လူနေအိမ်ခြေအများအပြားမိလောင်ကဈေးတဲ့ဈေးဝယ်ရီအပါဝင်ဒေသခံပြည်သူတွေမိသားစုလိုက်တည်ဆုံကြတာလို့ရွာခံတွေကပြောပါတယ်။ဘုံကျက်တက်ပြတ်ခံရပြီးတဲ့နောက်အလောင်းတွေရှာဖွေနေချိန်အီဘီလာ20ရက်မှာလဲကျော်စုကရေထွက်ရွာကိုထပ်မံဘုံကျက်ခဲ့ပါသေးတယ်။ နေစဉ်ရက်ဆက်ပုံကျဲခံရတာကြောင့်လူစီကားတဲ့ရေထွက်ရွာကြီးတိတ်ဆိတ်၆ကကရွာခဏေဟာလဲအိမ်မှာဆက်မနေရဲပဲတင်းရှောင်ထွက်ပြေးနေကြရတယ်လို့ဘုံနဲ့ကြောင့်နေအိမ်မီလောင်ဆုံးရှုံးသွားတဲ့ရေထွက်ရွာက အမျိုးသားတို့ကပြောပါတယ်ကျက်စီးသွားတဲ့အိမ်လုံးကြီးကတော့ဟာတပီးတစ်ယောက်ကြီးဆိုတော့အနည်းဆုံးလုံး20လောက်တော့ရှိနေဒါမဲ့ဒါကလုံးဝလုံးဝပျောက်သွားတာ ိုလိုပျက်စီးပြီးဆင်သွားတဲ့အိမ်တွေကွာကျသွားတဲ့အိမ်တွေဆိုတာတွေကမနေဘူးပဲတေဝါလုံးနီးပါးလောက်ပျက်စီးတာနီးမလောင်တဲ့အိမ်တွေကဆိုလို့မနေဘူးပဲဒါလုံးဝအိမ်လုံးပျက်သွားတဲ့အိမ်တွေက20လောက်ရှိတယ်ပုံကျဲခင်ရတဲ့နေရာဟာရွာလေဇီဆိုင်တန်းနဲ့လူစီကားရနေရာဖြစ်တာကြောင့်73စီဖြစ်နေတဲ့ထော်လာကြီးတွေဈေးဝယ်နေကြတဲ့ပြည်သူတွေချွေတွင်းလုသားတွေနဲ့ ကလေးတငယ်တွေရှောင်တိန်ချိန်မရလိုက်ကြပါဘူးဒါမဖြစ်သင့်တဲ့အလုပ်ပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်ဒါလေချောင်းတိုက်ခိုက်တယ်ဆိုတာသူတို့အချင်းချင်းဟိုဘယ်လိုပြောသူတို့ရဲ့ဥတီချက်တာကတ်ထားတဲ့အရာသူတို့ PDF တွေကိုတာကတ်ထားရမှာလေတကယ်တမ်းဒီနေရာကဒါဈေးတန်းကြီးရွေရွာရဲ့အစီအစားဆုံးနေရာလမ်းဘေးဝဲရာမိန်လမ်းမှာမေးသေးကြီးမှာဒီနေရာမှာဆိုလို့ရှိရင် PDF တွေတယောက်မှမနေဘူးဟုတ်တယ်မလား PDF တွေလည်းဒီရွာထဲမှာမရှိဘူးအဲ့တော့မရှိဘဲနဲ့ဒီနေရာကြီးကိုလာပြီးတော့မှချတယ်ဆိုတော့ဒါက 都像别的那呀，伊们老的那呀伊，都老来打的。都毛地尼呀，皮鞋都毛地呀。那做皮鞋的事业，原来都拿啥的钱路呀嘞？他古话差在种嘞，就是说嘛，不多不多嘛，挣几块挣伢的，伢的的。生产那个手工活的啦，古话皮都的料的。都乌地也是乌地的伢的，有个老板。那皮都的鞋的伢的，乌地的泥的伢的，那都乌地的路的，只要我们吃的伢的，我们老板嘞，俺那边多钱？你想再看我们皮都？ မချသေးဘူးချရင်တန်ကြာတော့ဟုတ်လားจุ่มๆจุ่มๆจุ่มๆเบี้ยนี่จี้ดิล่ะถอดแตกล่ะมั้ยล่ะไวแตกล่ะไอ้จุ่มโอเคโอเคโอเคไวล่ะตะไดตะไดရေထွက်ရွာဘော်ကိုစုံစုကတိုက်လေနေဆက်လက်ပြန်ဝဲနေတာကြောင့်ထမှန်ဘုံကျဲခံရမှာကိုစိုးရိမ်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေအပိသက်အောင်မလုပ်နိုင်ပဲရွာထဲမှာအပုပ်နဲ့နေထွက်နေတယ်လို့ပြောပါတယ်အခုကတော့လေကြောင်းရံဘယ်လောက်ဆိုရင်ဒီလဲရံဆို ရွာထဲကိုဘယ်သူမှမနေရဲကြတော့ဘူးရွာကြီးကဒီမှာဘယ်လိုပြော6 6ကတိတ်ဆိတ်ပြီးတော့မှအဲ့လိုအနေထားမျိုးနဲ့ဖြစ်နေနောက်တစ်ချိန်ပြန်လာမှကြောက်ပြီးတော့မှဘယ်သူမှရွာထဲမှာကတ်မနေရဲကြတော့အဲ့လိုဖြစ်နေတပိတ်ချင်းမျိုးနဲ့ရေထက်ကျွရဘုံကျဲတက်ဖြတ်ခံရမှုကြောင့်မိသားစုဝင်တည်ဆုံခဲ့ရသူနဲ့အိုးအိမ်ပျက်စီးခဲ့သူတွေဟာအနည်းဝန်းကျင်ဘုံကြီးကျောင်းနဲ့ဆွေမျိုးနှိဆက်အိမ်တွေမှာခိုလုံနေထိုင်ကြပါတယ်တအူးကိုတအူးနှစ်သိပ်ဖေးမရင် အလောင်းတွေရဖို့ပုံကျဲခံရတဲ့နေရာကိုအကြိမ်ကြိမ်သွားရောက်ရှာဖွေကြပေမဲ့တချို့ကတော့အလောင်းရှာမတွေ့သေးပါဘူး။ဒေါ်အေးကိုနှစ်သိပ်ပေးနေတဲ့အသက်40ကျော်အရွယ်အမျိုးသားတဦးကလည်းဘုံနံကြောင့်မိသားစုဝင်၃ဦးဆုံးရှုံးခဲ့ရပြီးအဲ့ဒီအကြောင်းကိုတော့ပြန်မပြောလို့တော့ဘူးလို့မြင်ပါတယ်။သုံးလသားအရွယ်မြေးအပါဝင်သမီးနဲ့သမတ်တို့ကိုဆုံးရှုံးခဲ့ရတဲ့အသက်50အရွယ်ဒေါ်ညွန့်ကတော့ ူကြုံတွေ့ကြားသိရတာတွေကိုစီကာပကုံးပြန်လဲပြောပြပါတယ်။ဘုံကတလုံးတည်းမဟုတ်ပဲပေါင်900ဆိုတဲ့ဘုံကြီးနှလုံးကျဲချခဲ့တာလို့ဆိုပါတယ်။အန်ဒီကလင်းရင်လာတော့အဲအိမ်မှာအုံးလည်းနဲ့အတန်ကြားလိုက်တော့ထွက်ကြည့်လိုက်တော့အော်ခုံလုံးကြီးတွေထားပြီးခဏလေးကြောမိကိုလုံးကြီးတွေထားသွားတာဒီရုပ်လည်းမရလိုက်ဘူးအလောင်းလည်းမရလိုက်ဘူးအဲ့လိုလူမျိုးတွေကအများကြီးပဲခီးသွားခီးလာတကယ်မင်းနေရလမ်းဆုံးမှာ ချလိုက်တဲ့အတွက်ကသူဝါလာကိုဝါလာဆိုလည်းမသိကိုသားသမီးအလောင်းမှာဆိုလည်းသူတို့မှာမတွေ့လေကျန်တဲ့ခီးပါခီးလာတယ်ဆိုလည်းအမြင်မကောင်းကားပေါ်မှာတုံလုံးပက်လက်ကြက်ကလေးငကလေးလောက်တော့ခိုးမတန်မှာဘူးကိုခုဖြစ်စဉ်ကလူအသက်တချောင်းမှာတန်ဖို့မှသူကမထားတော့လားသုံးလာတာကလေးငယ်အပေါင်းရင်တအိမ်ထဲမှာ ရှိနေတဲ့ကလေး6ယောက်နဲ့လူကြီး၄ယောက်စုစုပေါင်း10ယောက်တည်ဆုံးခဲ့ပြီးတအူးမှ အလောင်းပီပီတတပြန်မရဘူးလို့ဆိုပါရတယ်။ အခုဆို3လကလေးလေးဆိုရင်ညီးတော့အစနတော့ပြုလို့အခွင့်ရနိုင်ဖတ်ချတော့ကလေးနဲ့အင်္ဂါရကလေးပဲပြုလို့3လကလေးလို့ပဲပြုလို့မှာတက်နေတာကြောက်အခုတမက်နဲ့တမိဆိုလည်းတစားပြီဘယ်အစစလို့ရှာမှာပြုကိုလိုပဲပါသွားကြတဲ့လူတွေကအများကြီးပေါ့ရှင်းနေလေးတယောက်လို့ခု3နှစ်အငယ်ဆုံး3နှစ်အဲအဲ့အိမ်မှာဆိုလို့ရှိရင်တအိမ်နဲ့ဒီကျုပ် တမိတ်တော့ဒီသုံးလကလေးတော့အပါဝင်ဆို10ရောက်တယ်လို့10ရောက်မှာကလေးကဟိုတူက3ရောက်ဒီတူက2ရောက်ကျုံကြီးရောဆိုနည်းလို့လေသူတို့အိမ်ထဲမှာပေါ့လူကြီးက2ရောက်အကျုံသမီးတို့လင်မယားရောဆိုလို့ရှင်ဒါလူကြီး4ရောက်အိမ်တော်သူ3စုပေါ့ရက်ဆက်လုံးနဲ့တက်ပြတ်မှုဖြစ်တယ်လို့ဒေါညွန့်ကဆက်ပြောပါတယ်အခုပါကြီးပြောတော့ပက်ပက်ဆက်ဆက်ဒါလူမျိုးတုံးတက်ပြတ်တာနဲ့အတူတူပဲလေဟုတ်လား လောက်ကြေခွဲဝန်းနဲ့ပြာပေါင်းလိုက်အပြစ်မရှိတဲ့ပြည်သူတွေအပြစ်မရှိတဲ့ကလေးလေးတွေသူတို့မှဘာဖြစ်ရှိလို့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာဟာအင်ချီတထောင်ကျော်ရှိပြီးရွှေတူးဖော်တဲ့ရွှေလုတ်ကတ်တွေရှိက လူစီကားတဲ့ကျေးရွာဖြစ်ပါတယ်မန္တလေးတိုင်းမိုးကုတ်ဂါလန်ဘော်ကလိပ်ကြားချောင်းကြီးအုံးစုံစားတဲ့ ကျေးရွာကြီးတွေနဲ့ထိဆက်နေပါတယ်။တပိတ်ချင်းမျိုးအပေါ်ဝင်တပိတ်ချင်းနယ်တွေကမြို့ရွာအများအပြားကို2024နှစ်လပိုင်းကလေးကတော်လန်ရေးတက်တွေတိမ့်ပိုက်ထားပြီးတပိတ်ချင်းနယ်မှာတွင်းငယ်နဲ့ခုနမရွာနီးကလက်ကျန်စစ်စကန်းတချို့မှသာစိုးစုကြန့်ရှိတော်တာဖြစ်ပါတယ်။အဒီလက်ကျန်စစ်စကန်းတွေကိုတော်လန်ရေးတက်တွေကပိတ်ဆို့ထားပြီးစိုးစုကတွင်းငယ်နဲ့ခုနမရွာတဝိုက်ကိုနေ့စဉ်နေပါပုံကျဲတာ လေးချောင်းတုံးအင်အားဖြည့်တာတွေလုပ်နေပါတယ်။အဲ့ဒီလိုတပိတ်ချင်းနေတဲ့ကနောက်ဆုံးလက်ကျန်စစ်စကန်တွေမကြဖို့လေးချောင်းအားကိုနဲ့ခုခံနေတဲ့အစိုးစုဟာရေထွက်ချောင်းကြီးလိတ်ကျစတဲ့ဂျွားရီအပအဝင်တပိတ်ချင်းတွေက တော်လိုင်းရေးတပ်တွေတင်ပိုက်ထားတဲ့မြို့ရွာတွေကိုမကြကနဘုံကျဲနေတာဖြစ်ပါတယ်။တချိန်ထဲမှာပဲတရုတ်ကအာကိုပြီးတိမ့်ပိုက်ခံမျိုးတွေပြန်ပေးဖို့တောင်းဆိုနေတဲ့စိုးစုဟာ ူတို့တောင်းဆိုချက်တွေမရတိုင်းဘုံကျဲသလိုတော်လန်ရေးတက်တဲ့ဒေသခံပြည်သူတွေကြားသွေးခွဲဖို့တော်လန်ရေးတက်စိုးမိုးနယ်မြေမှာနေထိုင်တဲ့ပြည်သူတွေကိုအကြောက်တရားသွသွင်းဖို့ဘုံကျဲတက်ဖြတ်တာတွေထင်နိုင်ကျဲကျွလွန်နေတာလို့တော်လန်အင်အားစုတွေကသုံးသပ်ပါတယ်ယခု2025ခုနှစ်အတွင်းစောစုကတပိတ်ချင်းမြို့နယ်ရဲ့ဘုံကျဲတက်ဖြတ်တာတွေအရှိန်မြှင့်လှောက်ဆောင်နေပြီးငလင်ကြအပြည့်အခက်ရထားမယ်လို့စောစုကကြေညာတဲ့ AB တရက်ကနေ AB 19ရက်ထိရက်20အတွင်းတပိတ်ချင်းမျိုးနယ်ကိုစုစုက73ချိန်ဘုံကျဲတက်ဖြတ်ခဲ့တယ်လို့ပြည်သူ့ကော်မတီတမတော်မန္တလေးက AB 19ရက်မှာ ထုတ်ပြန်ထားပါတယ်။ရေထွက်ရွာရွာလယ်ဈေးကိုစုစုကဂျက်ဖိုက်တာတိုက်လီရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတက်ဖြတ်ခဲ့ရမှာကနဦးအတီပြုတ်နိုင်တဲ့အချက်လက်တွေရဘုံနံကြောင့်ဈေးဆိုင်နဲ့နေအိမ်24လုံးပျက်စီးပြီးတော့ကလေးတငယ်နဲ့အမျိုးသမီးတွေအပါအဝင် 32ဦးသေဆုံးက22ဦးဒဏ်ရာရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။သေဆုံးသူ32ဦးဆိုတဲ့ဆင်းဟာ အလောင်းတရတလောက်သာဖြစ်ပြီးရွာကမဟုတ်တဲ့ဈေးတဲဈေးဝယ်တွေလမ်းသွားလမ်းလာတွေခနာကိုတဆစီလွင်စင်မီးလောင်က အလောင်းမတွေ့ဆင်းမပေါက်သူတွေလည်းအများအပြားရှိနိုင်တယ်လို့ရွာခန်တွေကပြောပါတယ်။ တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအပအဝင်ဒေသခံတွေစည်ရင်ပြည့်စုထားချက်အရရေထက်ရွာဘုံကျဲခံရမှုအတွင်းသေဆုံးသူ40ကျော်ရှိတယ်လို့ဆိုပါတယ်။အဲ့ဒီသေဆုံးသူ40ကျော်တဲ့အလောင်းတပိုင်းတစရှာဖွေတွေ့ရှိခဲ့တဲ့အသက်3လနဲ့ဆယ်လရွယ်ကလေးငယ်တွေအပါဝင်အသက်18နှစ်အောက်ကလေးငယ်15ဦးပါဝင်တယ်လို့ဘုံကျဲခံရတဲ့နေရာမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့ဒေသခံတွေက MPP ကိုပြောပါရတယ်။ ဒါအပြင်တန်ရာရသူတွေရဲ့စေဝါကူတာဖို့ဝေကြီးခက်ခဲသူတွေလည်းအများကြီးရှိနေပါတယ်။ဝိကင်ဖြစ်သူကိုဆုံးရှုံးလိုက်ရသလိုညံရင်မတန်ဆွမ်းတဲ့အမွာညီမဖြစ်သူမှလည်းတန်ရာပြင်းထန်စွာရရှိခဲ့ပြီးစေဝါကူတာဖို့အခက်အခဲရှိနေတဲ့အသက်23နှစ်အရွယ်လူငယ်တဦးကတော့ဒီအဖြစ်ဆိုမှအယူတစ်ပိုင်းဖြစ်ပြီး စိတ်လွတ်သွားရတယ်လို့ပြန်ပြောပြပါဗျ။အမေကိုပြေးပြီးတော့ ခဏလဲနေအချိန်မှာမင်းကဒီအုံနောက်ကပွင့်အုံနောက်ပွင့်ပြီးတော့ဒီအုတ်ခုံတွေကလည်းပွဲပေါ့ဒီလက်လေးနဲ့ထိလိုက်တာနဲ့လုံးဝကျွတ်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 နဲ့ညီးနေဒီနေ့မှလုံးဝမခံစားနိုင်တော့အကိုရဲ့ကဲပါအကိုရဲ့ကဲပါတွေ့လို့ညီတောင်းတော့တောင်းတော့မှန်းနဲ့ပြောရတယ်မိခင်ရဲ့ရုပ်ပြက်စင်းပြက်လောင်းကိုမြင်ရပြီးရဲ့နောက်သူ့စိတ်ကို မချုပ်တီးနိုင်ခဲ့ဘူးလို့ဆိုပါတယ်ပြန်ကျင်းတော့တချို့ကမီးလောင်တဲ့လူတွေနဲ့ကျွန်တော်ဘေးမှာဆိုလို့ရှိရင်အဲဒီ အဲ့စီးုံစီးခဲ့မှန်းတုံးကဓာတ်တိကိုယ်ကောက်ပြအမီးတောင်ညာအမွေထွက်နေတဲ့လူကဆက်ညရတယ်အရှုစုလည်းဇက်တိပြက်ကြအရှုစုလည်းပေါင်းနေပြက်ပြီးရောက်လာတဲ့လူတွေအရှုကြောင့်ဓာတ်တိပြက်ပြီးရောက်လာတဲ့လူတွေအဲ့လိုမျိုးအရန်အုပ်စုအုပ်စုလည်းဖြစ်လာတာအပူပင်လည်းအရန်များအောင်ဘူးနော်တယောက်မကောက်ဘူးဆိုတော့သူတို့တချို့နေရာတွေကလည်းနှစ်ယောက်သုံးယောက်လည်းရှိတယ်ဒီချို့သူဒီဓာတ်တိပွဲပြင်းနေရတယ်ဒီပေါင်းနေတာလည်းပွဲပြင်းတယ်လူတွေတချို့ကြင်မောက် ကျွန်တော်တငယ်ချင်းဆိုလို့ရှိရင်ဒီ6ရောက်ကလည်းဒီအောင်းအောင်လည်းပြုတ်တယ်ဒီ6ရောက်ကလည်းကျို့ပါပေါ်ရန်ပြီးတော့ရောက်လာတယ်လို့မျိုးဖြစ်တာမြင်ဝင်ရတော့ဆိုးတာအဲ့မြင်ဝင်မြင်လိုက်တာမျိုးနှလုံးတွေအောင့်အထင်ဖြစ်တယ်စောအုပ်စုဟာရေထွက်ရွာကို၃ရက်ဆက်ပုံကျက်တက်ဖြတ်တယ်လို့ရေထွက်ရွာနဲ့နှစ်မိုင်သာကွာဝေးပြီးမန္တလေးမုတ်ကုတ်ကားလမ်းပေါ်ကလူစီကားတဲ့ခြေရွာကြီးဖြစ်တဲ့လိတ်ကျရွာကိုလည်း ဧပြီလ18ရက်မှာတိုက်လေနဲ့ဘုံကျဲတက်ဖြတ်ခဲ့ပါသေးတယ်။လက်ကြရွာဘုံကျဲခံရမှုမှာကလေးတငယ်အမျိုးသမီးနဲ့လမ်းသွားလမ်းလာတွေအပါဝင်ဒေသခံပြည်သူ12ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရခဲ့ပါတယ်။လမ်းမပေါ်ပြန့်ကျဲနေတဲ့အလောင်းနဲ့ဒဏ်ရာရသူတချို့ကိုရွာခံတွေက လိုက်လံကောက်ယူခဲ့ရပါတယ်။သောစုဟာလိတ်ကြရွာကိုလည်းတကြံကာလအတွင်းနဲ့နှစ်စန်းတည့်ရတို့မှာတိုက်လီရင်နဲ့ပုံကျဲခဲ့ပြီး လူမသေးတာကြောင့်အေဘီလာ၁၈ရက်မှာလက်ချရွာရွာလဲစီတန်းကားလမ်းဘေးကဈေးဆိုင်မျိုးကိုပြစ်မှတ်ထားပြီးဘုံကျဲတက်ဖြတ်တာပါအဲ့ဒီလိုလက်ချရွာကိုဘုံကျဲတက်ဖြတ်ပြီး၂၄နှစ်မပြည့်ခင်မှာပဲရွာချင်းကလေးဖြစ်တဲ့ရေထွက်ရွာကိုဆက်လက်ဘုံကျဲတက်ဖြတ်တာဖြစ်ပါတယ်ပြည်သူတွေရဲ့အသက်ကိုကြက်ကလေးငတ်ကလေးတပွဲသဘောထားပြီးတက်ဖြတ်နေတဲ့စိုးစုကိုရွာကနေခံစားရသလိုပြန်မခံစားရစေဖို့ မေတ္တာပို့တယ်လို့သုံးနာသားမြေအပါဝင်မိသားစုဝင်၃ဦးဆုံးရှုံးခဲ့ရတဲ့ဒေါ်ညွန့်ကပြောပါတယ်ဒီလိုတွေရှစ်ဆက်တက်နေမှဆိုကျွတ်တော့ပြည်သူတွေဘယ်နိုင်ငံမှာကာကွယ်မပေးနိုင်တော့ဘူးနိုင်ငံတကာကများတက်ခိုင်းနေတာလားကိုကျွတ်ကမေးကျင်တော့အဲ့လိုကိုမေးကျင်တော့လားဒီပစ္စည်းပစ္စည်းရတွေကနိုင်ငံတကာလာတဲ့ပစ္စည်းပစ္စည်းရကျွတ်တော့မြန်မာနိုင်ငံထက်ပစ္စည်းမဟုတ်ဘူးတန်နိုင်ငံတကာအယုတ်တို့တခြားတို့က လူမျိုးတို့တက်ဖြတ်တဲ့ပစ္စည်းတွေနဲ့ဒီကျွတ်တို့မြန်မာလူမျိုးတွေပါအကုန်တက်ဖြတ်နေတာကျွတ်တို့မြန်မာနိုင်ငံကြီးမှာခံစားနေရမယ့်ရွာတွေအများကြီးပဲခံစားခဲ့ရပါဦးလေများပါကိုယ့်ရွာမှာဖြစ်တော့လေသူများရွာဖြစ်ရင်ကြည့်ပြီးခံစားရတာဒါရောဘယ်နိုင်ငံမှာကျွတ်တို့မြန်မာနိုင်ငံမကူညီနိုင်ညာတော့ တိုက်ပွဲတွေကြောင့်တပိတ်ချင်းမြို့နယ်6မိုင်ကျေးရွာကနေရေထွက်ကျေးရွာကိုစပေးရှောင်လာတဲ့ဒေါခိုင်တယောက်ကတော့မိသားစုတွေဆုံရှုံသွားလို့ယူကျုံမရဖြစ်ကမိုးရှိုင်နေပါတယ်။စပေးကြောင့်အသက်ပေးလွတ်နိုင်လောက်မဲ့နေရာကိုရွှေ့ပြောင်းလာမိကမှမိသားစုတစ်ခုလုံးကိုဆုံရှုံလိုက်ရတာဖြစ်ပါတယ်။